ဘဝမှာဘာကြောင့်ဘုံဘုံတို့တွေကငင်းငင်းချမ်းချမ်းအေးအေးဆေးဆေးမနေကြရတလေဒီစိတ်နှလုံးဟာအနှောင်အဖွဲ့တွေနဲ့နေနေလို့ဟုတ်လားအလိုဆန္ဒတွေမကျေနပ်မှုတွေမတိမှုတွေဒါတွေအနှောင်အဖွဲ့တွေရဲ့ခေါင်းဆောင်ကြီးတွေပဲလေတခုကိုဘုံဘုံတို့လိုချင်နေတဲ့တောင်းတနေတဲ့ဆိုရင်စိတ်ကမလွတ်လပ်တော့ဘူးလောဘနှောင်ဖွဲ့ထားတယ်လိုချင်မှုကြီးရင်ကြီးတယ်လို့ဒီစိတ်ကလှုပ်ကိုလှုပ်မရဘူးဟုတ်လားဟာမကျေနပ်မှုကြီးရင်ရောအနှောင်အဖွဲ့ပဲနော် ခဏခဏသတိရတဲ့မုံတဲ့လူတွေကိုဟုတ်လားဒီမကျင်တတ်တဲ့စိတ်နဲ့ကြိမ်ဖန်များစွာတွေးတယ်စိတ်ကမကျင်နှံ့မှုထဲမှာပဲမြုပ်နေဟုတ်လားအဲ့လိုပဲမတိမှုတိအောင်လည်းမကြိုးစားဘူးဒီလိုပဲဘုရုဘွားရနဲ့ပဲနေနေတာသူလည်းပဲပါလို့အနှောင်ဖွဲ့တမျိုးပဲနော်အဲ့ဒီအနှောင်ဖွဲ့ကိုဘုံဘုံတို့ဘယ်လိုခေါ်တော့တန်ရောခြင်းနော်စိတ်နှလုံးကိုပူလောင်စေတဲ့လို့အဲ့ဒီတရားတွေကိုပဲနောက်ထပ်ဘယ်လိုနာမည်ပေးသေးတော့ကိလေသာဟုတ်လား စိတ်ကိုမလွတ်လပ်အောင်နှောင်ဖွဲ့ထားတယ်လို့တန်ရောစဉ်လို့ခေါ်တယ်။စိတ်ကိုပူလောင်အောင်ရှုမြိုက်တယ်လို့ကိရိတာလို့လည်းခေါ်တယ်။ဟုတ်လား။စိတ်ကိုအမှန်တရားကိုမမြင်အောင်ရှေ့အန်တွေဖုံးကွယ်ထားတယ်လို့နိဝရဏလို့လည်းခေါ်တယ်။ရေလိုင်းကြီးများလို့နော်တတဝါကိုအပေလေးပုံတီအောင်ဆွဲပြီးတော့နှစ်တက်လို့အကျိုးမဲ့ပြည့်စည်ခြင်းဖြင့်ပြည့်စည်အောင်ဆွဲပြီးတော့နှစ်တက်လို့ဩဃလို့လည်းခေါ်တယ်။အယမူးသမားတယောက်လို့သဘာဝတရားတွေရဲ့အမှန်ကိုဘာမှမသိအောင် ဖုံးကွယ်ထားတယ်လို့လှည့်စားထားတယ်လို့အရက်နဲ့လည်းတူတယ်တဲ့မနေ့ကအဲ့ဒါကိုပြောစရာကောင်းတယ်မပြောခဲ့ရဘူးဟုတ်လားမနေ့ကပဂတိအရက်ကြီးပဲပြောရင်းနဲ့အချိန်ကုန်သွားတာအာတဝအရက်ကိုမပြောခဲ့ရဘူးနော်တကယ်တမ်းကဒီကိလေသာတရားတွေကိုလည်းမြတ်စွာဘုရားအာတဝဆိုတဲ့နာမည်နဲ့မဟုတ်ဘူးလားလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဒီတရား၃မျိုးကိုမြတ်စွာဘုရားအာတဝလို့ခေါ်တာလေအာတဝဆိုတာဘာလို့အရက်အရက်မူသမားမှအမှန်မသိတာမဟုတ်ဘူးသူကတော့ ာတဝနှစ်ထပ်ကွန်းလို့ပြောနိုင်တယ်ဗောနော်ပင်ကိုအာတဝရှိနေတယ်လို့ပဂတိအရက်ကလည်းထပ်တော့ထားတယ်ဆိုတော့သူ့ဥစားကနော်အမှန်ကိုမြင်နိုင်ကြအကြောင်းကိုသိပြီးတော့မရှိတော့ဟုတ်လားပဂတိအရက်ကိုမတော့မြို့တော့လဲပဲတတိမရှိလို့ရှိရင်အမှန်မသိလို့ရှိရင်စိတ်နှလုံးဟာအာတဝအရက်ကြောင့်မူးဝေနေဦးမှာပဲသူကလည်းပဲအမှန်မသိနိုင်သေးဘူးနော်အဲ့လိုနှစ်မျိုးရှိတာကိုဘုံဘုံတို့ဘာလို့မလို့နားလေရကိုယ့်ရဲ့စိတ်နှလုံးကိုငြင်းငြင်းအေးအေးနဲ့ တကယ်ကိုပဲအဆင့်မြင့်တဲ့ချမ်းသာနဲ့ဘဝမှာနော်နေနိုင်သွားခြင်းနဲ့ဆိုရင်ဘုန်းဘုန်းတို့ဟာအပမာဒလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့လိုအပမာဒလိုအပ်ချက်ကိုဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင်ကိုလိုလားတောင်းတာတဲ့အဆင့်မြင့်တဲ့ငြင်းအေးတဲ့ချမ်းသာနဲ့ဘဝမှာနေနိုင်မှာမဟုတ်ဘူးနော်ကိုကိုလောင်လောင်ရှုပ်ရှုပ်ထွေးထွေးနေရင်းနဲ့ပဲတော့မှာပေါ့ဟုတ်လား